ဘုရားဘာသာဝင်သူတော်စင်တွေဟာဘုရားကိုကိုးကွယ်တယ်ဆိုတာမြတ်စွာဘုရားရှင်ကအဆုံးအမရဖို့ကိုးကွယ်ကြတာဖြစ်တယ်မိမိဘဝခရီးအတွက်လုံတဲ့နာနဲ့မလုံတဲ့နာသိဖို့အတွက်အတိညာဏ်ရဖို့ဘုရားကိုကိုးကွယ်ကြတာတကူတော်နဲ့မဆရာကိုခံရင်လို့ဘုရားကိုကိုးကွယ်တာမဟုတ်ဘူးအတိညာဏ်ရပြီးတော့ရှောင်ရံနဲ့ဆောင်ရံသိဖို့ဘုရားကိုကိုးကွယ်တယ်ဆိုတာဟာ မှန်ကန်တဲ့ကိုယ်ဝယ်မှုလို့ဆိုတယ်ပေါ့ယသဗျာဟောကြားထားတဲ့တရားဓမ္မတွေအားလုံးဟာလိုက်နာကျင့်သုံးဖို့နဲ့ရှောင်ကျင်ဖို့ဒီနှစ်ခုကိုအဓိကထားပြီးတော့ဟောတာဖြစ်လို့လူတိုင်းလူတိုင်းဟာကောင်းကျိုးချမ်းသာရဖို့ဆိုလို့ရှိရင်ရှောင်ကျင်မှုနဲ့လှုပ်ဆောင်မှုဒီနှစ်ခုက လွဲလို့တခြားလို့ဆရာမရှိဘူးရှောင်ကျင်ခြင်းဖြင့်လည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်လှုပ်ဆောင်ခြင်းဖြင့်လည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ် ရှောင်ကျင်ရမှာဆိုတာတော့ဘာတွေရှောင်ကျင်ရတာတော့ဆိုမိမိအတွက်ကောင်းကျိုးချမ်းသာကိုမပေးနိုင်မဲနဲ့ဆင်းရဲဒုက္ခတွေကိုဖြစ်ပေါ်စေတတ်တဲ့အရာတွေကိုရှောင်ရမှာဖြစ်တယ်။မိမိတိုက်ပြီးဖြစ်စေမတိုက်ပြီးဖြစ်စေတစုံတစ်ခုကိုလုံးမိပြီဆိုရင်တုံ့ပြန်လာတဲ့အကျိုးဟာဆိုးကျိုးတွေဖြစ်လာရင်ဒါရှောင်ရမှာ။တချို့ကိစ္စတွေကလှုပ်ချင်စရာကောင်းတော့လေ ရဇတ်ကြတော့အမှန်တမ်းမဆိုးရတယ်လို့သူတို့ပြောရလာတဲ့အကျိုးကအလွန်ဆိုးတယ်ပေါ့ဆိုပါစို့အစိတ်ခတ်ထားတဲ့ပြားရည်ဆိုတာအေးအစိတ်ခတ်ထားတဲ့ပြားရည်ကိုတောက်ကြည့်ချိုးတယ်အမှန်တမ်းကောင်းတယ်သို့တော့အစိတ်တင့်ပြီဆိုတဲ့အချိန်မှာတော့ရလတ်ကအကောင်းမဖြစ်ဘူးပေါ့အဲ့ဒီအကောင်းမဖြစ်ပြီဆိုရင်ဆဲဒုက္ခနဲ့ကြုံရတယ် တချို့ကိစ္စမျိုးကအဲ့လိုပဲလုံနေတော့ကောင်းတယ်ခံရပြီဆိုရင်ဆိုးရတယ်အဲ့လိုမျိုးလိုပဲယမယံကယောဂပြောက်ဖို့ဆေးပေးတဲ့အခါမှာဆေးကားကြီးဆိုအလွန်ခါတဲ့ဆေးတွေပေးရအဲ့ဒီဆေးကားကြီးကိုတောက်တဲ့ပုဂ္ဂိုလ်ဟာတောက်တဲ့အချိန်မှာတော့ညိုလို့ညိုမချနိုင်တော့အခံရခက်တဲ့အရသာနဲ့ ြုံတွေ့ရမှာဖြစ်တော့လေဝန်းနေရောက်တော့လို့ယောဂနဲ့တွေ့လို့ယောဂကို ကုသပြောက်ခဲ့ပြီဆိုတဲ့အကျိုးကြတော့အမတန်မှနှစ်သက်ဆရာ ကောင်းတယ်လောကမှာအလုတ်ဆိုတာဒီလိုနှမျိုးရှိတယ်လုံနေတဲ့အချိန်မှာနှစ်သက်ဆရာ ကောင်းတော့လည်းပဲအကျိုးပေးပြီဆိုရင်ဆိုရတဲ့ဟာရှိတယ်လုံနေတဲ့အချိန်မှာနှစ်သက်ဆရာမကောင်းတော့လည်းပဲအကျိုးပေးပြီဆိုရင်နှစ်သက်ဆရာကောင်းတာရှိတယ်ဒါလည်း မြတ်စွာဘုရားကဟောထားတဲ့တုတ်တန်နေတယ်မှာမြတ်စွာဘုရားကိုယ်တိုင်ရှင်းပြထားတာဒီပါပေါ့နော်